ခုဂျန်ပါကတော့စာရနံပါတ်86ပါတယ်ခန်းကြီး86အငယ်1မှ6ယူရာပြည်မှာဘုရားသခင်ကိုတည်ကြ၏ဤဒေလတိုင်းမှာနာမတော်သည်ကြီးမြတ်လေ၏ယေရုရှလင်မြို့မှာတဲတော်ရှိ၏ဇီးအုန်တောင်မှာကျင်းဝတ်လျက်နေတော်မူ၏ထိုအရ၌လေးမြန်းဒိုင်းလွားဒန်းလက်နဲ့စစ်အင်္ကာတို့ကို ချိုးဖြက်တော်မူပြီးတင်ဒီသားရဲ့နေသော တောင်တို့ထက်ဘုံတာ၍ကြီးမြတ်ပေ၏ရဲရင်သောသူတို့သည် လူယူခြင်းကိုခံရ၍အိပ်ပျော်ကြပြီးအာကြီးသောသူတစုံတယောက်မျှမိမိလက်ကိုမတွေ့ရရာကုတ်အမျိုး၏ဖျားသခင်ကိုရောဆုံးမတော်မူသောအားဖြင့်ယထာစီသောသူနှင့် မြင်းစီသောသူတို့သည် ကြီးစွာသောအိတ်ချင်းဖြင့်အိပ်ပျော်ကြပါ၏ငယ်ခုနှစ်မှဆနှစ် ကိုရောတပန်းသီးသာလျင်ကြောက်ရွံ့ပွေဖြစ်တော်မူ၏အမျက်ထွက်တော်မူသောအခါရှေ့တော်၌အဘဲသူရက်နေနိုင်ပါမည်နီဘုရားသခင်သည်နှိမ့်ချလျက်ရှိသော မြေကြီးသားအပေါင်းတို့ကိုကယ်တင်၍တရားဆုံးဖြတ်ခြင်းကထတော်မူသောအခါတရားဆုံးဖြတ်တန်ကို ကောင်းကင်တဲကလွတ်တော်မူသည်ဖြင့်မြေကြီးသည်ကြောက်၍တိတ်ဆိတ်စွာနေပါ၏အကယ်စင်စစ်လူတို့ဤဒေါသသည်ကိုရော့ကိုချီးမွမ်းလိမ့်မည် ကျွင်းသောဒေါသကိုလည်းကပန်းစည်းတော်မူမီတစ္ဆာဂတိပြုကြလောတင်တို့ဤဘုရားသခင်ထာဝရဘုရားအားတစ္ဆာဝုကိုလည်းဖြေကြလောကိုရောဤပတ်လည်၌နေသောသူအပေါင်းတို့သည်ကြောက်ရွံ့ယူသည်ဘွယ်သောဘုရားထံတော်သို့လက်ဆောင်ကို ဆောင်ခဲ့ကြစီထိုဘုရားသည်မင်းသားတို့ဤစိတ်ကိုနှိမ့်ချတော်မူ၏လောကီရှင်မြင်းတို့၌ကြောက်ရွံ့ဘွယ်ဖြစ်တော်မူ၏ โอเคနောက်ချက်ပိုင်းမှာပြန်တွေ့ကြမယ်ဘိုးဘိုင်